တနေတိုင်းမြို့နယ်ဗန်းမော့ကျေးရွာအုပ်စုကအမျိုးသား၅ဦးကိုအေဘီလ၃ရက်နေ့မှာစက်ကောက်စီတက်ကဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေစီကတီးရပါတယ်။အဲ့ဒီနေ့မနေ့၁၇ရက်လောက်မှာဗန်းမော့ကျေးရွာအုပ်စုကထုံရွယ်ရွာခံအမျိုးသား၃ဦးနဲ့ပနတ်ငယ်ရွာခံအမျိုးသား၂ဦးတို့ကိုဖမ်းဆီးခဲ့တာပါ။သူတို့ထဲကပနတ်ငယ်ရွာသားတွေကိုညနေပိုင်းမှာပြတ်လောလိုက်ပေမဲ့ထုံတွဲရွာသားတွေကိုတော့ပြတ်မလောသေးဘူးလို့ဆိုပါတယ်။ ထုံတွဲရွာခံတွေဟာရာဘာချစ်တဲ့အလုပ်ကိုလုပ်ကင်နေသူတွေဖြစ်ပြီးသူတို့သုံးဦးကိုအောင်ကင်းရွာချစ်ဆိုင်ခမာယာငငါးခေါ်တိုင်ရင်စီကိုခေါ်သွားတယ်လို့ဗလမော့ရွာဒေသခံတွေစီကတီးရပါတယ်မလဆယ်ရည်နှစ်ကလည်းတနေသာရီမြို့နယ်ဗန်းမော့ကျေးရွာလမ်းဆုံမှာလမ်းသွားလမ်းလာ20ကျော်ကိုစစ်ကောက်စီတပ်ကဖမ်းဆီးခဲ့ပြီး၈ရက်ကြာမှပြန်လည်ပေးခဲ့ပါဗျာ။